ကတ်တစ်ခုကိုကြော်ဖြတ်နေတယ်ပေါ့နော်ကျွန်တော်တို့အားလုံးလက်တွဲညီညီနဲ့အားတင်းပြီးတော့ကျွန်တော်တို့ဒုက္ခမရောက်တဲ့သူတွေကလည်းဒုက္ခရောက်နေကိုကိုရင်းစာပြီးတော့ကူညီပေးမယ်ဟိုတက်တက်တအားပေါ့နော်တစ်ပြေးပြေးနဲ့ကျွန်တော်အခုလူတန်းမယ်အစိမ့်ပြီးတစ်စင်လောက်အောင်မယ်ဘလိုပဲပြောပြောဒုက္ခရောက်နေတဲ့ပြည်သူတွေနေမှာကျွန်တော်တွေလည်းရှိသလိုတခြားအလူရှင်တွေလည်းအများကြီးရှိရတဲ့ဘာမှဆရာမခဲ့ပါနဲ့ဝမ်းနေမိတယ်အတူတူအားမလျှော့ပဲနဲ့အားတင်းဖို့ပဲကျွန်တော်စိတ်ထဲမှာအဲ့လိုပဲဆရာထပ်တယ်ပါဟုတ်ပါ ငလင်းလှုပ်တဲ့ချာကျွန်တော်ရန်ကုန်အိမ်မှာပါပဲခင်ဗျာကျွန်တော်အိမ်မှာပဲကျွန်တော်ရိုက်ထားတဲ့ဒီဇက်ကားတွေကို edit ဆက်နေတဲ့အချိန်လေးပေါ့နော်ကျွန်တော်တို့နေတဲ့ရန်ကုန်မှာတော့တော်တော်ဆူဆူဝါအနေထားတစ်ခုရောက်ပါရင်တခြားဒီငလင်းပင်မရောလှုပ်တဲ့နေရာပတ်ဝန်းကျင်ကဒေသတွေဆိုဘယ်လောက်တောင်ထိခိုက်မလဲဆိုတာအဲ့လှုပ်တဲ့အချိန်တွေကကျွန်တော်ခံစားမိရဲဒါပေမဲ့အဲ့လောက်ဆူဆူဝါကြီးဒုက္ခရောက်သွားလိမ့်မယ်လို့ကျွန်တော်လည်းမမျှော်လင့်ဘူးမျှော်လည်းမျှော်လင့်မထားဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လက်ရှိမှာကက်တစ်ခုကိုကြော်ဖြတ်နေတယ်ပေါ့နော်ကျွန်တော်တို့အားလုံးလက်တွဲညီညီနဲ့အားတင်းပြီးတော့ ကျွန်တော်တို့ဒုက္ခမရောက်တဲ့သူတွေကလည်းဒုက္ခရောက်နေကိုကိုရင်းစာပြီးတော့ကူညီပေးမယ်ဟိုတတတအားပေါ့နော်တတိပင်းနဲ့ကျွန်တော်တို့အခုလှူဒန်းမယ်ပြီးရင်ပြန်လဲထူထောင်ရေးလာမယ်ပြီးရင်ပြန်လဲတိဆောက်ရေးလာမယ်ပြီးရင်ပြန်လဲနေရာချထားရေးလာမယ်အဲ့တကြောင့်ကျွန်တော်တို့အများကြီးအစင်ကြီးစင်လောက်အောင်မယ်ဘယ်လိုပဲပြောပြောဒုက္ခရောက်နေတဲ့ပြည်သူတွေနေမှာကျွန်တော်တို့တွေလည်းရှိသလိုတခြားအလူရှင်တွေလည်းအများကြီးရှိရတဲ့ဘာမှအဆင်အားမခဲ့ပါနဲ့အချိန်ကြရင်အားလုံးအဆင်ပြေသွားမှာပါအားလုံးအတင်းထားပါလို့ကျွန်တော်တို့ပြောချင်ပါကျွန်တော်လည်းကျွန်တော်တက်နိုင်တဲ့လောက်လေး မွေအားရောလူအားရောတခြားနေရာရနေပြီးတော့ကျွန်တော်တို့အလူလေးတက်တက်အားလေးလုပ်နေရပါတယ်ဟုတ်ကဲ့နေခဲ့တဲ့အိမ်တွေအတိုက်တွေအခြေအနေအရာတစ်ခုခုကြောင့်အဲ့လိုဒီလိုများရဲ့အနေထားရှိသွားခဲ့ရလမ်းပေါ်ရေးထွက်နေရတယ်အနေနဲ့များဒုက္ခကိုစီခံစားနေရတယ်အဲ့ဒီအခါတွေကိုမျိုးကျွန်တော်တို့စိတ်မကောင်းဘူးဒါပေမဲ့ဘလို့ဖြစ်ဖြစ်ပေါ့နော်တက်တက်အားလေးကျွန်တော်တို့သွားရောက်ပြီးတော့အကူအညီခွင့်ရတယ်အဲကျွန်တော်အလူညသမားအနေနဲ့အဲလူပြိတ္တတွေကိုဖောက်တုဆက်ခံမှာကျွန်တော်တို့အားပေးစကားပြီးတော့ကျွန်တော်တို့တွေ့ရခါကျတော့လာလူတဲ့ခါကျတော့သူတို့ စိတ်ညစ်နေပေမဲ့ဆရာငယ်နေပေမဲ့လည်းတို့တို့လာလို့အလူချင်းတဲ့ခါကျတော့တို့ပီတိဖြစ်သွားရင်ဝမ်းသာရဲတို့ရဲ့အပြုံးတွေတို့ရဲ့အတန်တွေတို့ရဲ့ညလုံးကပီတိလေးတွေကျွန်တော်မြင်ရအောင်လဲကျွန်တော်တို့လည်းစိတ်မကောင်းပေမဲ့ကျွန်တော်လည်းတို့နဲ့တို့ထပ်တူအဝမ်းနဲ့ဝမ်းသာလေးကိုဖြစ်မိပါတော့ကျွန်တော်တို့တစ်ခါလေးလို live ပေါ်မှာကျွန်တော်တို့ရဲ့နေတူတူကဘာရမဟုတ်တဲ့ activity လေးတင်ဖို့တောင်မှကျွန်တော်တို့ခုထက်ဒုက္ခရောက်နေတဲ့လူတွေကိုမြင်တဲ့ခါကျတော့အဆင်ကောင်းဖြစ်မိတယ်ဝမ်းနည်းမိတယ်အာကျွန်တော်တို့ဘယ်လိုခေါ်မလဲ login ကိုကျွန်တော်တို့က အဖြတ်တန်းခဲ့ရတယ်ကျွန်တော်တို့ကိုယ်တိုင်မကြုံရပါပဲကျွန်တော်တို့တမြည်တဲ့နေတဲ့ကျွန်တော်တို့နဲ့အတူတူတနိုင်ငံထဲမှာရှိတဲ့မိသားစုဝင်တွေခဏရသားသမီးတွေဖြစ်သွားတော့ကျွန်တော်တို့ဖြစ်တယ်လို့ねအတူတူပဲပေါ့ကျွန်တော်တို့အလူပညာသမားဆိုတော့ကျွန်တော်တို့လည်းခံစားမိတယ်စိတ်ကောင်းဖြစ်မိတယ်ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာအဲဒါကက်တခုကိုကြော်ဖြတ်နေတဲ့အတွက်ဒုက္ခရောက်နေရှိရှိသလိုဒုက္ခရောက်နေကိုပူညီဖို့အတွက်လူတွေရတဲ့ဒုနယ်တွေအစင်းစင်းရှိတယ်ကြံရှိနေတဲ့ဘဝအခြေအနေကိုဖြတ်သန်းဖို့အတွက်လည်းအားတွေပြဖို့တဲ့လူတွေစုကလည်းရှိနေတော့မယ်အဲ့တော့အားလုံးတူတူ ပူပေါင်းပါဝင်လိုက်လို့ရှိရင်ဒါကြီးကအချိန်တစ်ခုကိုဖြတ်သန်းမယ်ဆိုတာတဲ့အချိန်တတော်လေးဖြတ်သန်းရမယ်ဆိုတာလေးကိုကျွန်တော်တို့မျှော်လင့်မိတယ်။အဲ့အဟာဒီအတွက်ပဲကျွန်တော်တို့ခေါင်းထဲမှာရှိတာ။အမြန်ဆုံးပြန်လည်နေရာချထားရမယ်။အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရမယ်။အရင်လိုအမြန်ဆုံးအားလုံးအတူတူအလုပ်တွေနဲ့ပျော်ရွှင်မှုတွေပြန်လည်လည်ပတ်နိုင်ရမယ်ဆိုတဲ့စိတ်လေးရှိတယ်။ကျွန်တော်တို့ဘာသာရေးလုပ်လဲဒီစိတ်လေးနဲ့ပဲကျွန်တော်တို့ဆုမကောင်းတောင်းပေးဖြစ်တယ်။အဲ့နောက်ကျွန်တော်တို့ဘာသာမှမဟုတ်ဘူး။တခြားကျွန်တော်တို့တိုင်းနိုင်ငံမှာရှိတဲ့အဲဘာသာသူလူမျိုးတွေဒုက္ခရောက်နေတာတွေ့ရလဲကျွန်တော်တို့ထပ်တူဝမ်းနည်းမိတယ်။အဲချိန်ကာလတစ်ခုနဲ့ကတ်တစ်ခုကိုကျွန်တော်တို့ ဖြတ်သန်းနေရပေါ့နော်ဒီချိန်မှာကျွန်တော်တို့ဒုက္ခဆိုတဲ့အချိန်လေးကိုဖြတ်သန်းနေရတဲ့အဲ့ကျွန်တော်တို့ဝမ်းနေမိတယ်အတူတူအားမလျှော့ဘဲနဲ့အားတင်းဖို့ပဲကျွန်တော်စိတ်ထဲမှာအဲ့လိုပဲဆေးရထပ်တမ်းပါတယ်ဟုတ်ဒီကနေ့အလှပွဲကတော့ကျွန်တော်တို့ပဲခူးအိုးစတာတွေပေါ့ပဲခူးအိုးစတာဒီဘောလုံးအကိုတွေနဲ့ဒီဟိုတိုင်းဝင်းကြီးဌာနအဖွဲ့ကနေပြီးတော့တာဝန်ရှိရသူတွေကနေပြီးတော့ကျွန်တော်တို့အမှုပညာရှင်တွေအဲဘောလုံးအသင်းနဲ့သူတို့ပဲခူးအိုးစတာဘောလုံးအသင်းနဲ့အချစ်ကြီးရဲ့ပုံစံမျိုးလေးကံပြီးတော့ဒီပဲခူးမြို့မှာရှိရအလှရှင်တွေအဲတခြားဌာနဆိုင်ရာကနေပြီးတော့ အဲပေးရမယ့်အလူငွေတွေအာခြားတီတူတွေကနေပြီးတော့ပါဝင်လူတိုင်းမဲ့အလူငွေတွေအကုန်လုံးဒီဘောလုံးကွင်းမှာဘောလုံးမကန်ငယ်အလူငွေတွေစုပြီးတော့ကျွန်တော်တို့လက်ခံယူမယ်ပြီးတော့အမှတ်တရအနေနဲ့ကျွန်တော်တို့ဘောလုံးတွေချစ်ချည်လေးကစားမယ်ပြီးရင်ရတဲ့အလူငွေတွေဒီဘောလုံးကွင်းကိုလာကြည့်ရပြိသက်တွေရှိရနေပြီးတော့ကောက်ခံတဲ့အလူငွေအလူငွေအကုန်လုံးကိုကျွန်တော်တို့အခုငလင်းပေးသင့်နေတဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုပြန်လည်လှူဒန်းဖို့အတွက်အစီအစဉ်လေးဖြစ်ပါတယ်။ဘကိုးတိလာပြီးတော့အားလုံးဒီပွဲလေးမှာပါဝင်ပြီးတော့တစ်သက်တာအလူလေးပါဝင်ဖြစ်တာပါ။